AC ကိုရဲ့လောရက်တွေကြောင့်စိတ်ပူနေရတဲ့မိခင်ဖြစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ AC ကိုလို့ချစ်စရာနာမည်လေးနဲ့အမှုပညာလောကရဲ့ကိုဝင်ရောက်လာခဲ့တဲ့ကလေးလေးတယောက်ဟာဆိုရင်ကလေးတယောက်ဆောင်အနေနဲ့ဇက်ကားပေါင်းများစွာမှပါဝင်ခဲ့ပါတယ်။ AC ကိုဆိုပြီးကလေးတယောက်ဆောင်ဆောက်လုပ်တဲ့အချိန်မှာချစ်စရာလွန်ကောင်းပြီးဇကားရီတက်လွန်လို့ပရိသတ်တွေကတတိထားမိလာတာဖြစ်ပါတယ်။ကလေးလေးဖြစ်ပြီးမယ်လေသူရဲ့ idea တွေကပြည်ပြန်လွန်လို့ပရိသတ်တွေအားအသင်ခဲ့ရပါတယ်နော်။ တယောက်ဆောင်ပိုင်းနဲ့မကပဲအစိုးပိုင်းမှာကောအကပိုင်းမှာမှထွေးကြွန်သူတွေဖြစ်ပြီးတစ်ဖက်ကလည်းပညာရေးပိုင်းကိုစူးစမ်းနေသူတွေဖြစ်ပါတယ်။ AC ကွေးကလက်ရှိမှာပညာရေးအတွက်စူးစမ်းနေရသလိုသူဝါဒနာပါတဲ့အမှုပညာအလုံးတွေကိုလည်းဒီဇိုင်းမမတ်လောက်ကင်နေတာဖြစ်ပါတယ်။ AC ကဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလက်တလုံးမှာပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။တချိန်ကသူ့ရဲ့ကြော်ညာရေးဇာကားရေးဆိုရင်ပရိသတ်တွေအကြိုက်တွေ့ကြတာတော့အသေးချပါပဲ။ကလေးတယောက်ဖြစ်ပြီးမှကြောင်တောင်တော့ဖြစ်မသွားတဲ့တရုတ်ဆောင်ချက်တွေကြောင့် အားလုံးချစ်ခင်အားပေးခဲ့ကြရတာပါ။အစီကွေကငယ်ဘဝမှာပရိသတ်အားပေးမှုကိုအခိုင်အမာရထားပြီးမယ်။အခုတော့ပရိသတ်အားပေးမှုရအောင်ပြန်ကြိုးစားနေရတဲ့အနေအထားဖြစ်ပါတယ်။အစီကွေကအနုပညာအလုံးလောကမှာသင်သလုံးမဖြစ်ခဲ့တာကြောင့်နောက်ပိုင်းမှာဖျားတရားကိုပေါ်လို့ဖြစ်နေကြတာလည်းဖြစ်ပါတယ်။အစီကွေကအောင်မြင်မှုခက်ခဲနေချိန်မှာဖရာတရားတွေဖီလို့ရင်တရားဘက်ကိုကူပြောင်းနေတာမို့ပရိသတ်တွေကတော့လိုင်းကြောင်သွားပြီးဆိုပြီးထင်ကြီးပေးကြတဲ့အထီးပါပဲ။အစီကွေကပရိသတ်တွေထင်တယ်လို့လိုင်းကြောင်တာမျိုးမဟုတ်ပဲ အနုပညာအလောက်ကတသက်ဖျားအလောက်ကတသက်ဆိုပြီးအချိန်ပေးပြီးလှုပ်ဖြစ်နေကြတာလည်းဖြစ်ပါတယ်။ AC ကအခုဆိုရင်ဖျားတရားကိုဒီဇိုင်းမမတ်လှုပ်ဖြစ်နေတာမို့မကောင်းတဲ့အရာမှန်သမျှကိုအကုန်နှိပါရှောင်ကျဉ်နေပါပြီ။သူကအယက်သေးစားမှုရဲ့စီဝါလောင်းကစားအဲ့လိုအရာမျိုးတွေကိုလည်းဝေဝေကရှောင်နေပြီလည်းဖြစ်ပါတယ်။အရင်ကအယက်သေးစားတောက်စားတက်ပြီးမှဖျားတရားလှုပ်ခြင်းကစပြီးအဲ့ဒီအရာတွေကိုအပီးတိုင်းပိုင်းပိုင်းလှုပ်ခဲ့ပြီလည်းဖြစ်ပါတယ်။ AC ကအခုလိုပြောင်းလဲမှုတွေကိုတော့ အမေဖြစ်သူသဘောကြပြီမယ်။သဘောမကြတာကတော့အိမ်အောင်ကြီးနဲ့ပတ်သက်တာပါပဲ။ယစီကွေးကအရင်ချက်သူကောင်မလေးတွေကို official ချပြပြီးတွေ့ခဲ့တယ်လို့အိမ်အောင်ပြုဖို့စိတ်ကူးရှိပြီမယ်။အခုကတော့စိတ်ကူးပြောင်းသွားခဲ့ပြီလို့ဆိုပါရယ်။ EC ကွေးရဲ့မိခင်အနီတက်ကတော့အဲ့ဒီအချက်ကိုပဲမကြိုက်တာပါ။အနီတက်ကတော့တားဖြစ်သူအစားအစာအရာရာလိမ်မာလာတာကိုကြီးနေနေသူတယောက်ပါ။ငငယ်ကလေးကအမှုပညာလုပ်ပြီးမိဘကိုရှာကျွေးခဲ့တယ်လို့အခုထိလေလိုအပ်တာတွေကိုဖြည့်ဆည်းပေးနေတာမို့တားရဲ့တည်တတ်မှုကိုသဘောကျနေတာလည်းဖြစ်ပါရယ်။ ငငယ်ကလားပြောလို့ဆိုလို့မကောင်းဝိမဲ့တခြား clear ရင်းနဲ့ရှင်တဖြစ်သူကတိတက်တာတော့အသေးချပါပဲအမေဖြစ်သူကို6လတခါစီစစ်ပေးတာရိလိုအပ်တဲ့စေဝဲပေးတာလိုအပ်တာအကုန်လုပ်ပေးတဲ့အထိတိတက်ပြီမင်းမတိတက်တာကတော့အိမ်အောင်မပြုတ်တဲ့ကိစ္စပါပဲ EC ကအရင်ကအိမ်အောင်ပြုတ်ဖို့စိတ်ကူးရှိပေမဲ့အခုကတော့လူပြိုကြီးလုံမဲ့ဆိုရာကြီးပါပဲအနီတက်ကတော့အိမ်အောင်ရင်းနဲ့ပတ်သက်တဲ့တဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုလက်မခံနိုင်ဘူးလို့ဆိုပါရယ်မိခင်တော်တော်များများကတာသမီတွေကိုအိမ်အောင်မပြုတ်စေချင်ပေမဲ့ အနီတက်ကတော့ပြောင်းမြန်ပါပဲသူကတားဖြစ်သူကိုအိမ်အောင်ပြုပြီးအရင်အတွက်မျိုးဆက်ချန်ခိုင်းကျင်နေတာလည်းဖြစ်ပါတယ်အနီတက်ကတော့တားဖြစ်သူ EC ကိုကိုလူပြိုကြီးမလုပ်ဖို့နဲ့အိမ်အောင်ပြုပြီးကလေးယူဖို့တိုက်တွန်းနေရတယ်ဆိုပြီးတားဖြစ်သူရဲ့အခြေရေးအကြောင်းကိုထုတ်ပြောလာခဲ့တာလည်းဖြစ်ပါတယ်တားလိမ်မာလေးဖြစ်တဲ့ EC ကိုကတော့အိမ်အောင်ရင်းမှာလည်းအမေဖြစ်သူရဲ့ဆန္ဒအတိုင်းသွားမလားဆိုတာကတော့သူ့ရဲ့အခြေအနေကိုစောင့်ကြည့်ရမှာပါပဲနော်